သက်ရှင်တော်မူသောခရစ်တော်ပြည့်မြတ်နာမ၌မင်္ဂလာပါ။ရခင်ကျေးဇူးတော်ကိုချီးမွမ်းပါれမိတ်ဆွေများကိုမြတ်တာအဖြစ်ဝေငှပြီးတော့နှုတ်ကပတ်တော်ကိုဆင်ခြင်ဖို့ရန်အတွက်နှလုံးသွင်းဖို့ရန်အတွက်အချိန်ပေးခွင့်ရတဲ့အတွက်လည်းပြည့်ခင်ကျေးဇူးတော်ကိုချီးမွမ်းပါれ။ဆံငတ်စွာရှိတဲ့နေရာတည်တည်မှာနားထောင်ဆင်ခြင်နှလုံးသွင်းနေတဲ့ဓမ္မမိတ်ဆွေအားလုံးလည်းနှုတ်ကပတ်တော်တမန်တရားကိုတိုး၍ပိုင်းခြားနှားလည်ပြီးဖျားလိုတော်နှင့်အသက်ရှင်နိုင်ပါစေလို့ဆုတောင်းမြတ်တာပို့တာပေးပါれ။ နှုတ်ကပတော်ကိုနောက်ဆုံးသောကာလနဲ့ပတ်သက်တဲ့အပိုင်းတပိုင်းပြီးတော့တပိုင်းဝင်ကလာတဲ့အခါမှာမိတ်ဆွေတို့လည်းတပိုင်းပြီးတော့တပိုင်းဆင်ခြင်လာမယ်လို့ယုံကြည်ပါတယ်အခုဒီကနေ့ကတော့အပိုင်း၅နဲ့ပတ်သက်ပြီးတော့ဒီဝင်ကချင်ပါတယ်အပိုင်း၅မှာဆိုရင်တော့အန်တီခရစ်ပေါ်လာမဲ့အကြောင်းနဲ့သူရဲ့လက္ခဏာတွေဟာဘာလဲဆိုတာပထမအုပ်ဆုံးနည်းနည်းလက္ခဏာအပိုင်းကို ပြောပြချင်ပါတယ် အာဒီခရစ်ဆိုတာဗာလဲဆိုရင်ဘုရားသခင်ကိုစန့်ကျင်တဲ့သူယေရှုခရစ်တော်ကိုစန့်ကျင်တဲ့သူလို့အတိတ်ပဲရပါတယ်ဒီပုဂ္ဂိုလ်ဟာဒီလောကကြီးထဲမှာလာပြီးတော့အနှစ်တထောင် ကာလမတိုင်မီမှာဘေးဒဏ်ကြီးကာလမှာယုံကြည်သူတွေကိုလက်ဖျားမယ်ယုံကြည်သူတွေရဲ့အသက်တာကိုဖျက်ဆီးမယ်ခရစ်တော်နဲ့စန့်ကျင်တဲ့အရာကိုသူဟာတိုက်ခိုက်မှာဖြစ်တယ်ဆိုတာကျွန်တော်တမန်ကျမ်းစာထဲမှာတွေ့ရပါတယ်အထူးသဖြင့်သူ့ရဲ့လက္ခဏာတွေကိုဒီကနေ့နည်းနည်းပြောချင်ပါတယ်ဒိုင်ယလအနာကတိကျမ်းအခန်းကြီး၈မှာ သူ့ရဲ့လက္ခဏာတွေပါရှိမလဲဆိုရင်အခန်းကြီး၈အငယ်25မှာသူဒီလိမ္မာစွာပြုသည်ဖြင့်မုသာလဲအောင်လိမ့်မီအောင်မြင်လိမ့်မီထောင်လွားခြင်းနဲ့တကွမိတ္တဟာယဖွဲ့တော်အပြင် လူများတို့ကို ဖြည့်ဆည်း၍တခင်တို့ဤတခင်တို့ကို စန့်ကျင်ဘက်ပြုလိမ့်မည်တခင်တို့ဤတခင်ကိုစန့်ကျင်ဘက်ပြုလိမ့်မည်ဆိုပြီးတော့ကျမ်းစာပြောထားပါတယ် သူဟာလိမ္မာမဲတဲ့အမတန်လိမ္မာပါနတ်တော်သူဖြစ်တယ်။မှုတာကိုလည်းအောင်မဲတဲ့မှုတာပြောတဲ့နေရာမှာလဲအာမနာတတ်ဘူးမှုတာကိုသုံးပွရန်အတွက်သူဟာအမတန်မှ လိမ္မာတော်သူဖြစ်တယ်။ပြီးတော့မှစိတ်ထောင်လွှားခြင်းနဲ့တကွမိတ္တဟာယဖွဲ့တော်အားဖြင့်လို့ပြောပါတယ်။ မိတ္တဟာယဖွဲ့မယ်လူရီကိုဖျက်ဆီးပွရန်အတွက်နီလာမျိုးစုံနဲ့လိမ္မာပါနတ်စွာမှုတာကိုသူတုံးပြီးတော့မှအာသူကလှုပ်ဆောင်လိမ့်မယ်လို့တမချန်းစာထဲမှာပြောပါတယ်။တခင်တို့ရဲ့တခင်ကိုလည်းနော်ဆမ်ကျင်ပဲပြုမယ်။သူတို့ပြင်ဖျားဆိုတာအရေးမကြီးဘူး။ကယ်တင်ရှင်ယေရှုဆိုတာအရေးမကြီးဘူး။တခင်တကာတို့ရဲ့တခင်ဖြစ်တဲ့ ပုဂ္ဂိုလ်ကတော့ယေရှုခရစ်တော်ပဲယေရှုခရစ်တော်ဟာဒီလောက်အရေးမကြီးပါဘူးဖျားတရားတဲ့အရေးမကြီးဘူးငါတို့မိတ္တဟာယဖွဲ့ဖို့အရေးကြီးတယ်ငါတို့ငြိမ်းချမ်းဖို့အရေးကြီးတယ်ငါတို့တိုးတက်ဖို့ရန်အတွက်အရေးကြီးတယ်ဆိုပြီးတော့ငြိမ်းချမ်းရေးတွေသူတို့လှုပ်ဆောင်ပါလိမ့်မယ်အထူးသဖြင့်အမေရိကန်ဟာနိုင်ငံဟာလဲ သူအသူမဟာမိတ်နိုင်ငံကိုသူစီးယုံနေတာကျွန်တော်တွေ့ရတယ်။ဥရောပနိုင်ငံတွေကလည်းစီးယုံနေကြတယ်။အာဆီယံနိုင်ငံတွေကလည်းစီးယုံနေကြတယ်။ကွန်မြူနတီနိုင်ငံတွေကလည်းသူတို့စီးယုံနေကြတယ်။ဒီအရာကိုကြည့်တဲ့အခါမှာတကဘာလုံး တခုတည်းတစည်းတလုံးတည်းဖြစ်ပေါ်ရန်အတွက်တော်တော်လေးနီးလာတယ်ဆိုတဲ့လက္ခဏာဖြစ်ပါတယ်ဒီလက္ခဏာဟာအန်တီခရစ်ပေါ်လာမဲ့လက္ခဏာပဲဖြစ်ပါတယ်အန်တီခရစ်ဟာဘယ်ကနေပေါ်လာမလဲဆိုတာတော့မသိဘူးတချို့ကတော့ရုရှားနိုင်ငံကနေပေါ်လာမယ်လို့တချင်ကယူဆခဲ့ဘူးတယ်ဒါပေမဲ့ဒီအချိန်မှာတရုတ်ပြည်ကနေပေါ်လာမလားမသိဘူးတရုတ်ပြည်ကနေပြီးတော့မှအခုကိုပြောက်လေရင်တွေထုတ်ပြတဲ့အဆင့်လည်းဖြစ်လာပြီးဖြစ်ပါတယ်။အမေရိကန်နိုင်ငံလည်းဖြစ်နိုင်မလားမသိဘူး။ဘာဖြစ်လို့လဲဆိုတော့အမေရိကန်သမ္မတတွေဟာတကယ်ဖ ဖះကိုယုံကြည်ကိုးကွယ်တဲ့သူမဟုတ်တော့ဘူး။နောင်လာမဲ့တမရတွေလည်းဘလို့လာမလဲတော့ကျွန်တော်မသိပါဘူး။သူဟာကဘာမှာဩဇာအာဏာအရှိဆုံးနိုင်ငံတစ်ခုဖြစ်နေတယ်။ဤပညာအရသလောကောင်း၊ငွေကြေးအရသလောကောင်း။เนาะအင်အားအရကြည့်မယ်သလောကောင်းပေါ့နော်။စစ်ရေးအရကြည့်မယ်သလောကောင်း။ဒါတွေကိုကြည့်တဲ့အခါမှာအင်အားကြီးတဲ့နိုင်ငံတစ်ခုဖြစ်တယ်။ဒါကြောင့်မလို့ကဘာကြီးကိုသူဟာလွှမ်းမိုးနိုင်မလားတော့မသိဘူး။ဒါကြောင့်မလို့အန်တီခရစ်ရဲ့လက္ခဏာကတော့ တကပါလုံးကိုသူကမိတ္တဟာယဖွဲ့မယ်ငင်းချမ်းရေးလုပ်မယ်ဖရာတရားကိုအဓိကမဟုတ်ပဲနဲ့သူတို့ကြည်ပွားဖို့ရန်အတွက်လိန်မာတဲ့မှုတာကိုတုံးပြီးတော့မှလိန်မာစွာနဲ့သူလှုပ်ဆောင်လိုက်မယ်ဆိုတော့လက္ခဏာတက်တည်တခုဒါဟာအန်တီခရစ်ပေါ်လာမယ်လက္ခဏာဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်။ဒါယေလအနာဂတ်ကျမ်းအခန်းကြီး7အပိုက်ငယ်27မှာထိုသူအရာ၌လည်း ်မင်းစည်းစိမ်ကိုခံထိုက်တော်သူမဟုတ်ယုတ်မာတော်သူပေါ်လာလိမ့်မည် သူသည်အနိုင်ထက်ပြွ၍ချော့မော့သောအဖြစ်နိုင်ငံကိုရလိမ့်မည်ဒီမှာလဲသူချော့မော့ပြီးတော့သူလှုပ်ဆောင်လိမ့်မယ်အခုနလဲလိမ္မာပါနတ်စွာနဲ့မူတာကိုတုံးပြီးတော့သူလှုပ်လိမ့်မယ်အခုလဲချော့မော့ပြီးတော့လှုပ်လိမ့်မယ်ဆိုပြီးတော့မှဒီမှာတမန်ကျမ်းစာထဲမှာပြောထားပါတယ်ဒါကြောင့်မလို့သူဟာအပျောလိမ္မာတဲ့သူအင်မတန်မှအပျောတတ်တဲ့ပုပ်ကိုတယောက်ဖြစ်တယ်ဆိုတာဒီအန်တီခရစ်ရဲ့လက္ခဏာကိုကျွန်တော်တွေ့ရပါတယ်အငယ်23မှာဒန်ယေလ17 23မှာ အကြောင်းမူကားမိတ္တဟာယပြုသောမင်းသည်တစ္ဆာပြတ်သည်ဖြင့်တက်လာ၍လူအနေငယ်မြပါတော်လဲတကိုးကြည့်လိုက်မိအမတန်မှသူကတကိုးရလိုက်မယ်စာတန်ကသူ့ကိုတကိုးပေးလိုက်မယ်တကိုးရှိတဲ့အတွက်အာနာဩဇာလဲသူညောင်းလိုက်မယ်တကဘာလုံးကိုသူကအုတ်ထုံးနိုင်စွမ်းရှိလိုက်မယ်ဆိုတဲ့လက္ခဏာဖြစ်ပါတယ်အငယ်24မှာအတိအနံ များသောပြည်ကို အနိုင်ထက်မပြုဘဲဝင်လိမ့်မည်လူယူသောမင်းစည်းစိမ်ဥစ္စာကိုစွန့်ကြဲ၍မိမိဘိုးဘီမပြုဘူးသောအမှုကိုပြုလိမ့်မည်ခိုင်ခန့်သောမျိုးတို့ကိုရချင်းကတာရှည်စွာကြံစီလိမ့်မည်ဆိုပြောပါတယ်နော် မိမိဘိုးဘေးမပြုတ်ဘူးတော့အမှုကိုပြုတ်လိုက်ပြီဒီကနေ့ကပါပေါ်မှာဘိုးဘေးခေတုံးကမကြားခဲ့ဘူးတဲ့အရာတွေကြားနေရတာတည်င်းတွေကအမျိုးမျိုးပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအရာဟာတမချန်းစာပေါ်ပြတဲ့ဒီနောက်ဆုံးသောအန်တီခရစ် အုပ်ဆိုးလာမဲ့လက္ခဏာကို ပြောတာဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရတယ်နောက်တစ်ခါအခန်းကြီး7အပိုင်ငယ်39မှာပါထပ်ပြောသေးလဲဆိုရင် ခိုင်ခန့်သောရဲတိုက်များကို၎င်းမိမိဝန်ခံသော တပါအမျိုးသားဖျားကို၎င်းပြုစု၍ဂုံအတရေတိုးပွားစေလိမ့်မည်လူများတို့အပေါ်မှာအုပ်ဆိုးရသောအခွင့်ကိုပေး၍စီးပွားဖြစ်ခြင်းအလုံးကမြေကိုဝေဖန်လိမ့်မည်ဆိုတော့သူ့ရဲ့ဘာသာရေးကို तू ကလောလောဆယ်တော့မတိုက်ခိုက်သေးဘူးငိမ့်ချမ်းရေးလုပ်မယ်ကြိုက်တာလို့လှုပ်ခွင့်ပေးမယ်အားလုံးအာနာရမှ तू ကိုယ်တိုင်အုပ်ဆိုးတော့မှာဖြစ်တယ်ဆိုတော့လက္ခဏာမျိုးကိုဖော်ပြတာဖြစ်ပါတယ် နောက်ဆုံးအနေနဲ့တရောအခန်းကြီးရှင်ရောင်းဟာအဝရစာပရမဆာဆောင်အခန်းကြီးနဲ့အပိုင်ငယ်38ကိုဖတ်ပြီးတော့မှစင်ကျင်နှလုံးသွင်းဖို့ဖြစ်ပါတယ်။ခြေသားတို့ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။ခရစ်တော်ဤယန္တူတိဟုသောအန်တီခရစ်ပေါ်လာကြောင်းကို သင်တို့ကြားရသည့်အတိုင်းယခုပင်အန်တီခရစ်အများရှိကြ၏။ထို့ကြောင့်ယခုကာလသည် နောက်ဆုံးသောကာလဖြစ်သည်ကို သိရ၏ဆိုပြီးတော့ရှင်ယောဟန်ကဖော်ပြထားပါတယ်။ မှန်ပါတယ်နောက်ဆုံးသောကာလဖြစ်နေပါပြီအန်တီခရစ်ပေါ်လာတဲ့လက္ခဏာတွေကျွန်တော် မြောက်များစွာတွေ့နေရပါပြီကဘာပေါ်မှာဩဇာကြီးတာတွေကဘာပေါ်မှာစီးလုံးမှုလုပ်နေတာတွေနောက်ဆုံးတော့ဖျားဆိုတဲ့အရာကိုဆန့်ကျင်ပြီးတော့သူကိုယ်တိုင်ဖျားအနေနဲ့လောကမှာသူအုပ်ဆိုးမဲ့ လက္ခဏာတွေတပြေးပြေးနဲ့ကဘာပေါ်မှာပေါ်လာပြီဖြစ်သောကြောင့်ဒါဟာနောက်ဆုံးသောခေတ်ကာလရဲ့နမိတ်လက္ခဏာဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရပါတယ်အထူးသဖြင့်ခရိယန်ဒီကိုယ်တိုင်ကကိုယ့်ရဲ့ယုံကြည်ခြင်းကိုတမာတရားအတိုင်းတကယ်တိတိကျကျကိုင်းဆိုင်တာမဟုတ်ဘဲကျမ်းစာကိုယော့ယော့ရဲရဲဖရာသခင်ကိုယုံကြည်တဲ့နေရာမှာယုံကြည်ခြင်းယော့ယော့ရဲရဲနဲ့ဖရာကိုယုံကြည်ကိုးကွယ်ကြတာကျွန်တော်အများကြီးတွေ့ရပါတယ်ခရိယန်ဒီကိုယ်တိုင်ကဒါ pluralism ကိုယုံကြည်ကြပါတယ် တကယ်တော့ခရစ်တော်ဘုရားသခင်ကကောင်းကင်ကိုတွားဖို့ရန်အတွက်တလန်းနဲ့ရှိတယ်လို့ယောဟန်၁၄အငယ်၆မှာပြောပါတယ်။သူဟာလိုင်းခရီးပြစ်တဲ့သူ့ကိုအမိမပြုတ်ရင်ဘယ်သူမှကောင်းကင်နိုင်ငံမရောက်ဘူးလို့ခရစ်တော်ဘုရားကတည်တည်ကြကြပြောပေမဲ့ဒီကနေ့ခရစ်ယာန်တွေစံစာကျောင်းတချို့ကကောင်းကင်နိုင်ငံတွားဖို့ရန်အတွက်လမ်းအတော်တော်ရှိပါတယ်။ဒါဘုရားကိုယုံကြည်တဲ့လမ်းမကဘဲနဲ့ကောင်းကောင်းနေရင်လေတခြားသော အကျင့်တရားတွေနဲ့လည်းကောင်းကင်နိုင်ငံကိုတွားလို့ရပါတယ်ဆိုပြီးတော့တွန်တင်နေတဲ့ဩဝါဒတွေမြောက်များစွာပေါ်လာပြီးဖြစ်ပါတယ်။ဒါကြောင့်မလို့ဤအရာဟာ pluralism ဖြစ်ပါတယ်။တကယ်တော့ခရစ်တော်ဘုရားကပြက်ပြက်တတသူ့ကိုမှအမိမပြုတ်ရင်ကောင်းကင်နိုင်ငံမရောက်နိုင်ဘူး။သူသားလင်ကယ်တင်ရှင်ဖြစ်တယ်လို့ခရစ်တော်ကိုယ်တိုင်ပြောတာမကသူ့ရဲ့တပည့်တော်ရှင်ပေတရုကလည်းတမန်တော်အခန်းကြီးလေးအငယ်၁၂မှာကောင်းကင်အောက်လူတို့မှာငါတို့ကိုကယ်တင်နိုင်သောနာမဟာယေရှုတပါးပဲရှိတယ်လို့ ရှင်ပေတရုကိုယ်တိုင်ကသက်တည်ခံဝေငှပါတယ်။ဒါကြောင့်ကောင်းကင်သွားဖို့ရန်အတွက်ခရစ်တော်ကလွှဲရင်ဘယ်လမ်းမှမရှိပါဘူး။ဒီအစီအစဉ်ကိုနားထောင်နေတဲ့မိတ်ဆွေတို့ရဲ့အသက်တာမှာကောင်းကင်နိုင်ငံတကယ်ရောက်ဖို့ရန်အတွက်ခရစ်တော်ဖရားကိုသာအမိပြုရမှာဖြစ်တယ်။ဒါကြောင့်မလို့အန်တီခရစ်ပေါ်လာမဲ့လက္ခဏာတွေကျွန်တော်တို့တွေ့နေရပြီဖြစ်သောကြောင့်ခရစ်တော်ဘုရားသခင်ပြန်ကြွလာဖို့ရန်အတွက်အင်မတန်နီးနေပြီဖြစ်ပါတယ်။ခရစ်တော်ဘုရားသခင်ကအန်တီခရစ်အုပ်ဆိုးမဲ့ ဘေးရန်ကြီးကာလ9နှစ်မတိုင်မီမှာယုံကြည်သူကိုခြေဆောင်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မလဲအဲ့ဒီခြေဆောင်ခြင်းထက်မှာမိတ်ဆွေပါဖို့အစဉ်သင်ရှိပြီလား။ခရစ်တော်ဘုရားသခင်ဒီကနေ့ညကြွလာခဲ့ရင်မိတ်ဆွေပါနိုင်ပါမလားဆိုတာကိုယ့်ရဲ့တက်တာကိုတကယ်ပြင်ဆင်ဖို့ရန်အတွက်လိုအပ်ပါတယ်။ခရစ်တော်ဘုရားရဲ့ဝိညာဉ်ကိုကျွန်တော်အသက်တာထဲမှာမရဘူးဆိုရင် အာမခံချက်မရပါဘူးနိုင်ငံသားမသွားခင်နိုင်ငံကိုလက်မှတ်ရထားဖို့လိုသလိုပဲကောင်းကင်နိုင်ငံသွားဖို့ရန်အတွက် မတေခဲမှာကဲတင်ချင်းရထားဖို့ရန်အတွက်အရေးကြီးပါတယ်။ဒါကြောင့်တင်းရဲ့နှလုံးသားထဲမှာခရစ်တော်ဘုရားအားနေရာပေးလျက်အစဉ်တင်ပြင်ဆင်ဖို့ရန်အတွက်မြတ်တာအဖြစ်နောက်ဆုံးသောကာလအပိုင်းငါအနေနဲ့ဝင်ခဲ့ပါတယ်။ကြားနာတဲ့မိတ်ဆွေအားလုံးပေါ်မှာဘုရားခင်တစ်တပံကောင်းကြီးပေးပါစေ။ manage okay. it.

Thank you.